မင်္ဂလာပါ welcome နိုင်မှာအလုံးပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့လည်းနောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအောင်ဆုံးပြောပြချင်တာကတော့ဒီဒီဘက်တောက်ကြိုင်ညာမှာကျွန်တော်တို့ကြီးစုရမယ်မြန်မာပွဲစဉ်အကြောင်းပါအဲ့တော့ဒီဒီဘက်ကမြန်မာ fighter အသုံးအထိပါဝင်ရှင်ပြန်မှာဖြစ်ပါတယ်စိုးနောင်ဦးကကရင် fighter နဲ့ပဲရှင်ပြန်ရမှာပါဒီစိုးနောင်ဦးလည်းကရင်ပဲကျွန်တော်တို့မြန်မာကရင်ပေါ့နော်သူ့ရဲ့ပြန်ဘက်ကထိုင်းကရင်ဖြစ်ပါတယ်ပြီးတော့အတန်းစင်တန်းစင်ကလည်းဒီထိုင်း fighter နဲ့ပဲတွေ့ရမှာဖြစ်ပါတယ် အရင်အကြီးဆုံးကတော့ Bronica ရဲ့ပွဲစဉ်မှာဒီပွဲကဒုတိယအကောင်ပွဲမှာထည့်သွင်းထားတာတွေ့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အားလုံးစောင့်မနေတာက Bronica Champion လူမဲ့အချိန်မှာဒီပွဲကအထံဝိတ်တန်းရဲ့မွေထိုင်ပွဲစဉ်တစ်ပွဲဖြစ်တယ်တရားပြင်းရင် Bronica က Stand Fighters နဲ့ရှင်ပြန်ရနိုင်ခြင်းရှိပါတယ်ခင်ဗျအဲ့ဒါကနောက်နှစ်ပေါ့နော်နှစ်ဆိုင်ပိုင်းမှာထိတိုက်တွေ့နိုင်ခြင်းရှိပါတယ်အဲ့ဒါပြင်တော့ကျွန်တော်တို့အားလုံးစောင့်မနေတဲ့ Champion လူပွဲ အထံဝိတ်တန်းရဲ့မွေထိုင်ချန်ပီယံလူပွဲကိုကျွန်တော်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒါအသေးချာတလောက်ပဲ။ဘာလို့ဆိုရင်ဒီအထံဝိတ်တန်းအမျိုးသမီးဖိုင်တာတွေကထိုင်တန်းဖိုင်တာတွေတိတ်မရှိဘူး။ဘရိုနီကာလည်းထိုင်တန်းဖိုင်တာတယောက်ဖြစ်နေတဲ့အတွက်နောက်နှစ်အတွင်းမှာချန်ပီယံလူခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တူနဲ့ချန်ပီယံရမယ့်လူကတော့တရုတ် Kickboxing Champion Lee Min Ro လို့ခေါ်တဲ့ fighter ဖြစ်ပါတယ်။အညီကိုတွေကိုပြောပြချင်တာကတော့ဒီပွဲစဉ်ကတော့ဒီမွေထိုင်ပွဲစဉ်မှာခင်ဗျ Kickboxing ပွဲစဉ်မဟုတ်ပါဘူး။ အရင်က Bronica နဲ့ပွဲတင်ထားတဲ့ Anisa Maxen နဲ့ပွဲအဲ့ဒီပွဲကမှ Flip Boxing ပွဲစဉ်ပါဒါပေမဲ့လည်းအဲ့ဒီပွဲကပွဲပြတ်သွားပါတယ်ကျွန်တော်တို့လည်းအားလုံးသိမှာပါ Anisa Maxen ဆိုတော့ကတကယ်နိုင်ငံတကာအဆင့်မြင့် Kickboxing Champion တယောက်ဖြစ်ပါတယ်အဲ့တော့ One Championship ကသူ့ကိုဒီ Bronica နဲ့ One Fight Night ပွဲစဉ်မှာမဟုတ်ဘဲနဲ့ One Fighting Fight လိုမျိုးရယူပွဲစဉ်မှာထည့်သွင်းပေးတဲ့အတွက်သူကအသိဉာဏ်မှမရှိဘူးအဲ့ဒါကြောင့်သူကအဲ့ဒီပွဲရနဲ့နှုတ်ထွက်သွားတာဖြစ်ပါတယ် ်လက်ရှိအချိန်မှာတော့သူ MMA တွေလေ့ကျင့်ပြင်ဆင်နေတယ်။ခေတ်ပေါ့ဆင်လောကမှာသူ့ကိုရှင်နိုင်တဲ့လူမရှိတော့ဘူး။နောက်ထပ်စိန်ခေါ်မှုတစ်ခုကိုတက်လမ်းမယ်။ MMA ဘက်မှာပွဲကစားချင်တယ်ဆိုတဲ့အကြောင်းကိုချပြလာတာဖြစ်ပါတယ်။အဲ့ဒါလည်းသူ့အတွက်တစ်မျိုးတော့ကောင်းပါတယ်။ဘာလို့လဲဆိုရင်ဒီခေတ်ပေါ့ဆင်မှာကသူ့ကိုမရှင်နိုင်တာမဟုတ်ရှင်နိုင်တဲ့လူတော့ရှိတယ်။ဒါပေမဲ့အရင်ကြီးမများတော့ဘူး။အဲ့တော့ကျွန်တော်တို့ကဒီ MMA နေပယ်ကိုထပ်ပြီးတော့ဝင်ရောက်ဖို့ပြင်ဆင်နေတယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်။ဟုတ်ပြီအဲ့တော့ ဒီအနီးစားမက်ချန်နဲ့ဘရိုနီကာအပွဲပြတ်သွားပြီးသူ့ရဲ့နေရာမှာအစားထိုးဝင်ရောက်လာတော့ကတော့ခနာပြောတဲ့တေယောဖိုင်တာဒီမီနိုဒရိုဆိုတဲ့ဖိုင်တာဖြစ်ပါတယ်ဒီဖိုင်တာကလည်းရှော့တွက်လို့တော့မရပါဘူးဗျသူကလက်ရှိအသက်20ခန်းနဲ့ရှိပါပြီလွန်ခဲ့တဲ့2015ခုနှစ်ကနေသူက Bowling Fan ဆိုတဲ့ promotion တေယောပြည်မှာရှိတဲ့ promotion မှာပဲကစားခဲ့တာဖြစ်ပါတယ်2021ခုနှစ်မှာတော့56ကီလိုတန်းမှာသူ kickboxing champion ဖြစ်ခဲ့ပါတယ်အဲ့တော့သူ့ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင် ဒီ clinch ပိုင်းလုံးဝကိုမတွေ့ရပါဘူး keep position ဆိုတဲ့အတိုင်းသူကအမြင့်ကန်ချက်နဲ့ဒီလက်တီထိုးချက်အတိကတော့ bay back လက်တီပေါ့နော်ဒီ bay ဖြောင်းလက်တီကတော်လေးကိုပြင်းပါတယ်အဲ့ဒီတစ်ချက်တော့ bronin ကတတိထားဖို့လိုအပ်ပါတယ်ကြံတဲ့အပိုင်းပြောမယ်ဆိုရင်တော့တိတ်တော့မရှိဘူးဗျာ clinch မှန်ကတော့လုံးဝကိုမတွေ့ရအောင်ခင်ဗျာသူကစားခဲ့တဲ့ပွဲကလည်း keep position ပွဲဖြစ်တယ်အဲ့တော့အခုပွဲကတော့မွေထိုင်းပွဲဖြစ်ပါတယ်ပြောမစွင်ကျွန်တော်တို့ bronica ဘက်ကိုလုံးဝအသာစီးပုံစံမျိုးကျင်းပပေးထားတဲ့ပွဲစဉ်မျိုးဖြစ်ပါတယ် ဘာလို့လဲဆိုရင်ဒီတယောက် fighter ကလည်း Wuling Fang Promotion ရဲ့ champion ကျွန်တော် Bronica ကလည်းထိုင်ကားမွေထိုင် gym က Titan fighter တယောက်ဖြစ်နေတဲ့အတွက် Bronica ကိုနိုင်စေချင်မှာတော့အမှန်ပဲအဲ့ဒါကြောင့်ဒီပွဲက Bronica ပဲနည်းနည်းလေးဦးစားပေးပြီးတော့ကျင်းပပေးတဲ့ပွဲစဉ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ကစားရမယ့်အကွက်ကတော့ခုနပြောတဲ့အတိုင်းပဲတေယိုဖိုင်တာကိုဒီ clinch ပိုင်းနဲ့ကစားရင်တော့ပွဲဖြစ်နိုင်ချေရှိပါတယ်။ Bronica ကလည်း clinch ပိုင်းတော့တော်လေးကိုကောင်းတယ်။ဒီတေယိုဖိုင်တာ clinch ပိုင်းလည်းတော့မကောင်း။ဒါပေမဲ့လည်း တော်နေကားလည်းကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသူကလည်းဒီရှင်ထိုးတဲ့ပုံစံမျိုးကိုပို့ပြီးတော့တဘောကြတာဖြစ်ပါတယ်အဲ့တော့ဒီဘွဲကဒီပြိုင်ဘက်ရဲ့ပဲဖြောင်းလက်ဒီကိုတည်ထားမှရမယ်။ဂျန်တဲ့အပိုင်းကတော့ကျွန်တော်တို့ပရိုနီကာအသာစီးပါမယ်။အနိုင်ရမယ်လို့လည်းမျှော်လင့်ပါတယ်။အဲတော့ဒီတစ်ပတ်တောက်ကြံရမှာကျွန်တော်တို့မြန်မာဖိုက်တာ၃ယောက်ကိုအတူတကွအားပေးလိုက်ကြရအောင်ဗျ။အဲ့ဒါတော့ဒီတစ်ပတ်ပွဲစဉ်မှာနောက်တစ်ပတ်ပွဲစဉ်လည်းရှိပါလိမ့်။အဲ့ဒါပါလဲဆိုရင်ဒီဘန်ကောက်မှာကျင်းပတဲ့ Crouton Fight ူတန်ဖိုင်မှာကချင်ဖိုင်တာမှလည်း Rose Mary ကချန်ပီယံလူမှာဖြစ်ပါတယ်။အဲဒါကနောက်တစ်ပတ် November 15ရက်နေ့မှာပါ။ဒီပွဲစဉ်ကတော့ Amateur ပွဲစဉ်ဖြစ်တယ်။ပြောမယ်ဆိုရင်ဒီပွဲစဉ်မှာအနိုင်ရမယ်ဆိုရင်သူကလည်းဒီ Professional ပွဲတွေမှာတက်လှမ်းနိုင်ခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့အခြေခံကနေ legend ပြင်ဆင်လာတဲ့ fighter တယောက်အတွက်ကတော့အရန်ကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲနိုင်ခဲ့မယ်ဆိုရင်သူ Crudon Fight ကအချိန်မြင့်တဲ့ Amateur Bantamweight Champion ကပတ်ရမှာဖြစ်ပါတယ်။ ဗန်ဒန်ဝိတ်တန်းဆိုပေမဲ့ဒီအမေချူရဘက်ကတတ်မှတ်တဲ့138ပေါင်ပါပါကျွန်တော်ဝမ်ချမ်ပီယံရှစ်ကတတ်မှတ်တဲ့ဝိတ်တွေမဟုတ်ပါဘူးခင်ဗျအဲ့တော့ဒီပွဲကိုနောက်တစ်ပတ်စနေနေ့နေ့လယ်12နာရီမှာစတင်ကျင်းပမှာဖြစ်ပါတယ်အခြားမြန်မာသွေးဆိုင်လည်း3ဆိုင်တိပါဝင်ပါတယ်ဒါပေမဲ့ပုံပြီးအရေးကြီးတာတော့ဒီ Rosemary နဲ့ Time Fighter ရဲ့ Champion ကပတ်လူပွဲပါအဲ့တော့ Trudon Fight ဆိုတဲ့ YouTube Channel မှာလည်းကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဘန်ကောက်ရောက်နေတဲ့ညီကိုတွေကတော့စကူဘစ်36လမ်းမှာရှိတဲ့ခရိုဒမ်ဂျင်မှာတွားရောက်ကြည့်ရှုလို့ရမှာဖြစ်ပါခင်ဗျာ။ ။ဟုတ်ကဲ့အဲ့ဒါတော့နောက်တစ်ပတ်ပွဲစဉ်အကြောင်းပါခင်ဗျ။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ Jay Boy ရဲ့အကြောင်းအရာပါ။ Jay Boy ကလာမယ့်နိုဝင်ဘာ15ရက်နေ့မှာ Javonte Davis နဲ့ပွဲထိုးဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Javonte Davis ကရင်မတော်တဆမှုတွေရောပြီးတော့သူ့ရဲ့ကောင်းမလေးကိစ္စတွေနဲ့ပါသူကတရားစွဲခံရတာဖြစ်ပါတယ်။အဲဒါကြောင့်ဒီပွဲစဉ်ကိုပွဲနေ့မှဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်ခင်ဗျ။မနေ့ကအထီးတော့ ်တင်ဂျိတ်ပေါ်ကတော့သူနဲ့ချင်းပြိုင်မဲ့ fighter တွေကိုလိုက်ပြီးတော့ညှိနှိုင်းတယ်သူကစားချင်းတဲ့ fighter တော့လည်းအကောင်သေးသေးလေးပေါ့နော်ဒီ lightweight တန်းက champion Ryan Garcia နဲ့သူကကစားချင်းလို့စာချုပ်ဆွေးနွေးတာဖြစ်ပါတယ်ဒါပေမဲ့အဆင်မပြေပါဘူးခင်ဗျ Ryan Garcia က WBC welterweight တန်းရဲ့ champion လို့ပို့ဒီ Mario Barrio နဲ့စာချုပ်တွေလည်းချုပ်ပြီးတာဖြစ်ပါတယ်အဲဒါကြောင့်ဂျိတ်ပေါ်ကတော့အဆင်မပြေပါဘူး Jaybo ကိုစိန်ခုံနေတဲ့ fighter ကနှစ်ယောက်တည်းရှိပါတယ်။အဲ့ဒါ heavyweight ဒီ UFC ရဲ့ champion ဟောင်း Francis Ngannou နဲ့ဒီပေါ်စင်ပိုင်းက heavyweight fighter Anthony Joshua တို့ဖြစ်ပါတယ်။ဒီနှစ်ယောက်လည်းစိန်ခေါ်တယ်ချက်ချင်းဝင်ရောက်ကစားလို့ရတယ်ဆိုတဲ့ပုံစံနဲ့စိန်ခေါ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အကြိတ်ပေါ်တော့ကြောက်ပါတယ်ခင်ဗျာသူကလက်မခံပါဘူး။အဲ့တော့ဒီကဘာလုံးကလည်းပွဲကလည်းအရင်နည်းနေပြီဒီ15ရက်နေ့မှာကျင်းပတော့မှာဆိုတော့အလုံးလည်းစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီမနက်ပိုင်းမှာဒီ Netflix နဲ့ MVP ဘက်က announcement လုပ်လာပါတယ်။ အဲ့ဒါပါလဲဆိုရင်ဒီပွဲကလုံအောင်ပြတ်သွားပြီဆိုတဲ့အကြောင်းကိုတို့တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။အဲ့တော့လက်မှတ်ဝေထားတဲ့လူတွေကိုလည်းတို့က14ရက်ကနေ23ရက်နေ့အတွင်းမှာတို့ပတ်စံပြန်အပ်မယ်။ပြီးတော့ဂျိတ်ပွဲရဲ့ပွဲကအခု15ရက်နေ့လုံအောင်မရှိတော့ဘူး။လာမယ့်ဒီဇင်ဘာလမှာတော့ဖြစ်နိုင်ချေရှိတယ်။သူ့ရဲ့ပြိုင်ဘက်ဘယ်သူဖြစ်မလဲဆိုတာပြန်လည်ကြေညာမယ်။နေရအတိကျပြိုင်ဘက်အတိကျကိုပြန်လည်ကြေညာမယ်ဆိုပြီးတော့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲ့တော့ဂျိတ်ပွဲကတော့အရင်ကဒေါ်တာထွက်တဲ့ပုံစံမျိုး ဒီသူ့ရဲ့ Instagram မှာလည်းပေါ်ပြထားတာဖြစ်ပါတယ်။သူနဲ့ပွဲတင်ထားတဲ့ဒီဂျိုဝမ်ထဲ Davis ကတကယ်ကောင်ငပွေငရှုပ်ကောင်လူကောင်းမဟုတ်ဘူးဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျ။အဲတော့လာမယ့်ဒီဇင်ဘာလမှာ Jaybo Bay Fighter နဲ့ရှင်ပြန်ရမလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်မျှော်လိုက်ကြရအောင်ဗျ။ဟုတ်ကဲ့နောက်ဆုံးအကြောင်းအရာကတော့ Samina Sunday ရဲ့အကြောင်းအရာပါ။ Samina Sunday ကဒီ Tough and Off ဆိုတဲ့ promotion နဲ့လက်တွဲလိုက်ပြီးဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလမှာသူကပွဲကစားဖို့စီစဉ်ပြီးတော့ပါပဲ ဲ့တော့ဒီပွဲမတိုင်ခင်အရင်တစ်ပတ်ကပဲသူက VJJ ပြိုင်ပွဲကိုဝင်ရောက်ခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်ကလည်းသူမတို့အရင်ကအရေးကြီးပါတယ်ဘာလို့လဲဆိုရင်သူဒါမဲ့ဒီဇင်ဘာလရှင်ပြိုင်မဲ့ပွဲစဉ်က MMA ပွဲစဉ်မှာဘောင်ဝင်ပိုင်းလေးတိတိကျကျကိုလက်ကျင်ထားဖို့လိုအပ်ပါတယ်အဲ့တော့အရင်တစ်ပတ်ကသူရှင်ပြိုင်တဲ့ PGJ ပွဲစဉ်မှာလည်းသူကပထမဆုံးရရှိပါတယ်ခင်ဗျာတကယ်ကိုတော်တဲ့ဗတ်ဆုံတော်တဲ့ဖိုင်တာမှလည်းဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်မှာလည်းသူမွေထိုင်းချန်ပီယံကပ်ရောက်အောင်ယူနိုင်ခဲ့ပါတယ်အခု ဒေတာဖန်အာပရိုမိုရှင်မှာလည်းချန်ပီယံကပတ်ဆက်ပြီးတော့ယူပြသွားနိုင်မလားဆိုတာကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီနေ့ရက်တလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်